ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြမလရွေစဉ်အမျိုးသားအသင်းကကျွန်တော်တို့မြမပရိသတ်တွေကိုအမြဲလိုလိုအုံးမဲ့တုပ်ပေမဲ့မြမလရွေစဉ်အမျိုးသမီးအသင်းတွေကတော့မြမလရွေစဉ်ပရိသတ်တွေကျင်းတ်အောင်ထိကစားပြနိုင်ခဲ့တာတွေ့ရပါတယ်ဒီနေ့မှဆိုရင်လေပရိသတ်တွေတခဲနဲ့တော့အားပေးခဲ့ကြတယ်အရှာဖလားပြိုင်ပွဲ U18 အဆင့်ပေါ်လေအမျိုးသမီးပြိုင်ပွဲရှေ့စစ်ပွဲကစားခဲ့ရပါတယ် မြန်မာအသင်းရဲ့အုပ်စုမှာအသင်း၄သင်းပါဝင်ပါတယ်ခင်ဗျမကာအိုအင်ဒိုနီးရှားမြန်မာမွန်ဂိုလီးယားပါဒါပေမဲ့မွန်ဂိုလီးယားကပြိုင်ပွဲမစခင်မှာပြိုင်ပွဲကနှုတ်ထွက်သွားတော့ဒီအုပ်စုမှာ၃သင်းပဲကျန်ခဲ့တယ်၃သင်းပဲကျန်တဲ့အထက်မှာပထမဆုံးကစားခဲ့ရတာတော့မကာအိုနဲ့အင်ဒိုနီးရှားပွဲအဲ့ဒီပွဲမှာအင်ဒိုနီးရှားကငကိုးကိုမရှိဆဲရလာတဲ့အနိုင်ရရှိခဲ့တယ်အဲ့ပွဲစမှာမကာအိုရှေ့သွန်းလန်းကောင်းတယ်လို့မကာအိုဂိုးသမားလေးတတော်ကိုလက်စွမ်းပြခဲ့တယ်ခမညအင်ဒိုနီးရှားအပိုင်ခွင့်ရေးတွေရတယ် ဒါပေမဲ့မကောက်ငိုးသမားလေးကလက်ဆွမ်းပြကာကွယ်သွားလို့အင်ဒိုနီးရှားတရုတ်အခက်တွေ့ခဲ့ရတယ်။နောက်ဆုံးမှာအနိုင်ငိုးတွေကိုဒုတိယပိုင်းမှာရရှိပြီးတော့အင်ဒိုနီးရှားကငိုးကိုမရှိစေရလာတဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဒီနေ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကမကောက်နဲ့ကစားခဲ့ရတော့မကောက်ငိုးသမားလေးကောင်းတာရဲ့သူတို့ရဲ့ခံကန်တတ်တဲ့အကျင့်ရဲ့ကြောင့်ဂိုးပြတ်နိုင်မှမလားလို့စိုးရင်ပူပန်ခဲ့ရတယ်ပေါ့လေ။ဒါပေမဲ့မြန်မာလက်ရွေးစင် U18 အမျိုးသမီးအသင်းကဒါတွေအားလုံးကိုရှေ့ဖက်ပြသွားခဲ့ပါတယ်ပထမပိုင်းမှာတွေ၅ဂိုးသွင်းပါတယ်ခင်ဗျ။ ဒုတိယမှာနောက်ထပ်ငကိုးထပ်သွင်းတယ်ခင်ဗျအဲ့ဒါပြီးတော့ပွဲအပြီးမှာခဏကိုးဂိုးမရှိဆိုရရလနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဒီပွဲမှာမြမလက်ရွေးစဉ်ယူဆက်ခွန်အမျိုးသမီးအသင်းအတွက်ရှင်းတန့်ဖြူစင်ပြုံးက hat trick ရအောင်သွင်းပေးသွားခဲ့ပါတယ်၃ဂိုးသွင်းပါတယ်သူပွဲစား၅မိနစ်မှာအဖွင့်ပေးစောဂိုးသွင်းတယ်ပြီးတော့ပွဲကစားချိန်မိနစ်60မှာတဂိုးသွင်းတယ်နောက်63မိနစ်မှာတဂိုးထပ်သွင်းပြီးတော့သူဒီ hat trick ယူသွားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့အသင်းကောင်းဆောင်ပင်မြင့်ရန် ူလည်းနှစ်ကိုးသွင်းခဲ့ပါတယ်။ပွဲကစားချိန်16မိနစ်မှာတကို55မိနစ်မှာတကိုသွင်းပေးခဲ့ပါတယ်။နောက်ပြီးတော့စိုင်းထွန်းနန်းစိုင်းထွန်းနန်းကပွဲကစားချိန်42မိနစ်မှာအသင်းအတွက်တကိုရောက်ပေးခဲ့ပါတယ်။နောက်ခိုင်စင်မြင့်သူကတော့ပထမပြီးကန်ဒီနာကျင်အချိန်ပို45မိနစ်အပေါင်း2မိနစ်လောက်မှာတကိုထပ်သွင်းပေးခဲ့ပါတယ်ခင်ဗျ။အဲ့လိုနဲ့မြမလိုက်ရွေးစဉ်ယူဆက်ခွန်မျိုးသမီးအသင်းဟာဒီနေ့မှမကာအိုကို9ခုဂိုးမရှိစေရလနဲ့အနိုင်ရဦးသွားခဲ့ဖြစ်ပါတယ်ဒီပွဲအနိုင်ရလကြောင့်မြမလက်ရွေးစဉ်ယူဆက်ခွန်မျိုးသမီးဟာ ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုဝင်ခွင့်ရဖို့အရှိအနေအတော်လေးကိုကောင်းသွားခဲ့ပါပြီ။ဒါမဲ့18ရက်နေ့ကိုရောက်ရင်ရှေ့စစ်ပွဲအောင်မြင်အတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်တဲ့မြန်မာယူဆက်ခွန်အမျိုးသမီးတင်တဲ့အင်ဒိုနီးရှားယူဆက်ခွန်အမျိုးသမီးတင်တို့ရှေ့စစ်ပွဲနောက်ဆုံးပွဲစဉ်ကိုကစားပါလိမ့်မယ်။ ကိုမြေကိုရေကိုကွင်ကိုပြိတ္တရှိမှမှာဒီပွဲကိုတရေကစားနိုင်အောင်နဲ့တွင်မြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးတင်ဟာယူဆက်ကွန်အာရှဖလားအမျိုးသမီးပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရရှိတော့မယ်ဆိုတဲ့အကြောင်းပြိတ္တတွေကိုအသိပေးပြပြလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ